ကိုရင်မို့လို့ဒီပြောပြောတာတပည့်တို့ပြောင်းလဲရမယ်ပေးเสียရမရှိရင်နေရမရှိဘူးရှင်များတို့နေရလို့ချင်းပေးเสียရရှိရဘာပေးမလဲရှင်များတို့သူများပေးเสีย data တွေ information တွေအချက်လက်တွေเนาะသမို့ ethics တွေရှိပြီလားဒါ ਉਹ မေးရအဲ့ဒါမရှိသေးရင်တော့တပည့်တို့ပြေးအောင်တာပြေးတော့ဟုတ်လားပြေးအောင်တာပြေးတယ်เนาะအဲ့တော့စာကြည့်လိုက်ဆိုတော့စာအုပ်တွေစုထားတဲ့နေရာအသိပညာဘူးသားတွေဖြန့်ပေးတဲ့နေရာဆိုစာကြည့်လိုက်သွားလိုက်တာ ਨੇ တပည့်တော်တို့အသိပညာဘူးသူတိုင်းနိုင်ငံရေးစီးပွားရေးလူမှုရေးအများကြီးတပည့်တော်တို့လေ့လာလို့သင်ယူလို့ရတဲ့ဟာတွေအများကြီးဖြစ်သွားတာဟာဟုတ်တာပဲလူဖြစ်သွားတာနော်ပညာလိုလားသူတိုင်းလွင့်လက်စွာပညာရှာနိုင်သောနေရာတပည့်တော်စာဖတ်တာဝန်သာပါတော့ဦးရကြီးတော်ခန်းနဲ့တချို့လည်းရောက်ဦးမယ်နော်တော်တော်ကြီးဥတီကြတွေရောက်ဦးတယ်ကြီးတော်အခန်းနဲ့ရေခဲသက်တာမရှိတီဗီမရှိစာအုပ်ပဲရှိတယ်ပပလဲစာအုပ်တွေကြီးတော်ကြီးတော်ခန်းနဲ့ရှိတဲ့စာအုပ်ဘိုးတွေကိုသိန်း300ကျော်ဒါတပည့်တော်ခန်းထဲမှာရှိရရွာမှာတပည့်တော်သိန်း1000ကျော်သွားပြီလေ စာဖို့တယ်စာဖို့တယ်တော့အစာအုပ်ကမပါဘူးဒိန်းတဆောင်ကျော်သွားပြီအခုပြန်လှူတာပဲစာအုပ်9000လောက်ရှိသွားပြီဘေးစာကြီးလိုက်တယ်တခါတခါလို့အဲ့လိုစုထားပြီးပိုးတဲ့စာအုပ်တွေစုပြီးတော့ထောင်ထဲချပြီးအဲ့လိုလှူဆိုတော့တပည့်တော်ရဲ့ပရိုက်တာကပညာရေးအခြေခံတဲ့ပရိုက်တာပဲဒါကြောင့်ဘုန်းကြီးတွေပရိုက်တာလို့ပညာရေးအခြေခံတဲ့ပရိုက်တာမျိုးဒီလိုဥစားပေးလုံးစေခြင်းပရိုက်တာဒီလိုလို့တော့လုံးတဲ့အခါကျတော့ပညာရေးအခြေခံတဲ့ပရိုက်တာမျိုးစဉ်းစားသိကြပါတယ် ရေဘေးတို့မီးဘေးတို့ဆိုတာတပည့်တော်တို့လှင်းတင်လို့လှူလို့ရတို့ဆိုအရာကြီးကိုရေကြီးခွင်ကျဲလှုပ်ပြီးတော့ပရိဒသွေကောင်းကြီးပုံစံမျိုးသင်္ကန်းတမြောက်မြောက်နဲ့လှုပ်နေနေအဲ့လောက်နေနဲ့ကျင်းတတ်နေလို့မရပညာရေးမှာဥဆောင်နိုင်ရဘာလို့လို့ပညာရေးခြေကမသိပင်ဆိုင်မဲ့ရေကြီးဖွံ့ဖြိုးတိုးတက်ဖို့စိန်လန်းဖို့အဲ့ဒါအဲ့ဒါလည်းပညာရေးခြေကဒါပညာတက်ပညာတက်တဲ့လူတွေကျမှဒါတွေထင်းသင်းဆောင်ရှောက်နိုင်အဲ့ဒါတပည့်တော်တို့က culture ရင်ကျင်းမှုတွေဒီသိပင်ကိုမြန်နိုးတတ်တဲ့ရင်ကျင်းမှုတွေဒါတွေကိုတပည့်တော်ပြန်ပြီးတော့ပြောအောင် အရင်၅ပါးတပင်ရိတ်မိဘရိတ်ဆရာရိတ်မင်းရိတ်နော်ဖခင်တရားတန်ခါရိတ်ဆိုတာဟာမျိုးလေးပေါ့နော်အဲ့ဒါဒီဘက်ကတော့သာပေရဲ့အတိထားတဲ့အတိတွေရောဒီဘက်ကလောကီရဲ့အတိထားတဲ့အတိတွေရောပေါင်းဆက်ပြီးလူတွေကိုအတိတွေပေးဖို့ဘယ်နေရာနေနေဟာဖုံးဖုံးလို့စီသွားလိုက်ရင်တို့အတိတွေလင်းသွားတယ်အမြင်တွေကျဲသွားတယ်အခုမှကဘလို့လုတ်တဲ့နေဆိုတဲ့ဟာတွေကိုပေါ်သွားတယ်ဆိုတာမျိုးအရှင်ဘုရားတို့ဒီကိုလက်အုပ်လေးတချီချီနဲ့တပည့်တော်ကိုအကြံပေးပါအောင်ဖျား ဘုရားဆုံးမပေးပါဦးဖေရလို့လူတွေရောက်လာရင်ရှင်များတို့ဟုတ်ပြီအဲ့လိုမရောက်လာသေးတွေ့ရှင်များတို့ဘလောက်တရားဟောကောင်းတယ်ပြောပြောအလကားပဲအဲအဲ့ဒီတန်းကိုတပီတော့ပြန်ရောက်စေခြင်းလေဒုံကြီးကိုတပီတော့အဲ့လိုပြန်ရောက်စေခြင်းလေအဲ့ဒါဆိုရင်တော့တပီတော့တို့ကပြီးတကက်ဆောင်းဆောင်းမဆောင်းဆောင်းပြီးတကက်သုံးဖို့ဆောင်းဆောင်းကြံပြီးပြီးမပြီးပြီးရွာမှာကိုကိုဟာကိုဘွဲရရမရရဩကိုရွာနဲ့ကိုဒီလိုကြည့်ရ6000ရှိတယ်ဘောဓဘာသာရွာရဲ့ကြည့်တပီတော့ဆုမဲ့ဆို4000လောက်ဆိုတော့ ကျန်ပြီးပြီးသားတပည့်တော်နိုင်ငံမှာ6000လောက်ရှိတယ်လေ6000လောက်ရှိတယ်လေအဲ့ဒီ6000เนี่ยတဝက်ပြန်လို့1000လို့ရင်မြန်မာပြည်တာနာကောင်းတယ်1000တန်တာနာရေးပါမှာကျန်ပြီးတဲ့သူတွေကတဝက်လောက်ပါမယ်9000လောက်ပါမယ်မပြီးသေးပဲနဲ့လဲစွန့်ဆောင်ရင်ရှိလို့9000လောက်ပါမယ်သူတို့နိုင်ငံကြီးကောင်းကိုကောင်းတယ်အခုဘုံကြီး1000ပြည့်အောင်တိတိမီအလုံးမလုံးလာနေတယ်တပည့်တော်အများကြီးပြောဦးရှင်များတို့ထဲကကိုင်း အလုတ်ကိုထိထိမိလုံနေတာဘာနာပါပါလေကိုကကိုပြန်ပြီးသီးဝေးကြဟုတ်လားနော်နောက်တကရှင်ပြားတို့ခောစကံပါထိထိမိမိအလုတ်လုံနေတဲ့အတန်ငါတွေပေါ့တာရင်နိုင်လောက်လိုက်တာကိုစကားမပြောနဲ့အဲ့ဒါကအခုမှဘုံကြီးကောက်ဝဲလိုက်လေအဲ့ဒါတာရင်နိုင်လိုက်လို့ရရဘူးလားအဲ့လောက်ကိုအလုတ်လုံတယ်မပြောနဲ့အဲ့ဒါအကြီးညိုကန်သက်သက်ပဲဒီလိုတို့အလုတ်လုံမှာဘုံကြီးနော်အလုတ်လုံတဲ့ဘုံကြီးဖြစ်ရအဲ့ဒီအတွက်ဒီလိုတို့အရေးချင်းရှိဖို့လိုလားမလိုဘူးလား ဲ့ဒါကိုတပည့်တို့ပြန်တိဆောက်ပါညီကိုများတို့တော့အားကိုးပါလေတပည့်တို့အဲ့ဒါတပည့်တို့တင်တန်းဖွင့်နေဆိုအဲ့ဒီဟာကိုပြောချင်လို့ဟုတ်လားဗျာနော်ရှင်များတို့တရားနဲ့ဒီဓမ္မခရီးကလည်းတန်ဖြစ်ချင်မှလည်းဖြစ်မယ်ကမ္မထမ်းပြလည်းတန်ဖြစ်ချင်မှဖြစ်မယ်တို့တော့အဲ့ဒါဖြစ်ဖို့တပည့်တို့ရည်ရွယ်ချက်ထားတာမဟုတ်ဘူးတပည့်တို့ရှင်များတို့ညီကိုတို့ရှိပြီးသားအီရှင်နဲ့တပည့်တို့ဝင်ချင်မှဘာလို့အလုံးလုံးတဲ့ဘုံကြီးဖြစ်အောင်တပည့်တို့ကလှုပ်တော်နေတယ်နော်ဆိုတော့ စာဖတ်ပါပညာလိုလားတဲ့တိုင်းလွတ်လပ်စွာပညာရှာနိုင်တဲ့နေရာဆရာမျိုးစုံနဲ့ထိတွေ့ဆက်ဆံဝင်ရတဲ့နေရာတပည့်တော်ဘုံကြောင်တိုင်းမှာစာကြည့်လိုက်ရှိရဘုံကြီးကြောင်တိုင်းမှာစာကြည့်လိုက်ရှိရတပည့်တော်စာကြည့်တတ်ကြီးကိုစောက်တဲ့အခါကျတော့ဦးသိန်းစေသူရလက်ထက်ကဗျစာကြည့်တဲ့ဖောင်ဒေးရှင်းက7သိန်းချပေးပြီးတော့တင်လိုက်တော့7သိန်းချပေးအဲ့ကဲ7သိန်းလည်းအများကြီးမဟုတ်ပါဘူး7သိန်းကမြည်ကြီးတဲ့လိုင်းရင်းသူပြီးဖောင်ဒေးရှင်းကန်လိုက်တာနဲ့ကုန်းသွားတာပါလှူတဲ့လူမရှိပါဘူးရွာအခုချိန်ထိတသိန်းမပြည့်ဘူး ရှင်မရွာကူမလာမယ်ဆိုနောက်နေ့ကျတော့ဒီပုံနေနေပြဒီတော့ဘလောက်ထိလောက်ခဲ့အခု1ပေါင်လုံးတဲ့မြောက်တောင်ကြီးဆိုတော့ဒီကြောက်ကောက်ခဲ့ရတဲ့နေရာဒေဒီဆရာတော်ဖျားကြီးမိုးညင်းဆရာတော်ဖျားကြီးတရားအားထုတ်ခဲ့တဲ့နေရာဒါပြီးတော့ခွန်ကြီးဝကြီးနဲ့ကြောက်ကောက်ခဲ့တယ်နောက်ဒီတော့စာကြီးတဲ့ကိုယ်တိုင်ပြန်လောက်ခဲ့ကလေးလေးနဲ့ကိုယ်တိုင်လောက်ခဲ့ရအထောက်ပံ့မရဘူးအုပ်ဆိုရင်ဒီပြီးတော့အကောင်းမဝင်နိုင်ဘူးအုပ်ဆက်လေးတွေသွားပြီးတော့မိကျွန်းလေးတွေပါလေးတွေပြီးတော့အလှခံအဲ့တိုင်းနဲ့ဆောက်ခဲ့စခဲ့ရဂူရူကိုရပဲ ွာတဲ့လူတွေလည်းအာမေကလေးတွေနဲ့လို့အခုတပြီးတော့နောက်တနေ့ဟိုမှာဆက်ကြီးတဲ့ဖွင့်မဲ့တစ်ခုသွားပြီးဟောစီယုံရေးတွေပြောဘာပြောချင်တာလဲဆိုဖုန်းကြီးတွေကအဆောက်အဦအရင်ဆောက်အဆောက်အဦကနောက်မှဆောက်တပြီးတော့ဇာကြီးတဲ့ကိုနှစ်နှစ်နေမှဆောက်နှစ်နှစ်လောက်ရှေ့ပိုင်းမှာယဉ်ကျင်းမှုစာဖတ်တဲ့ယဉ်ကျင်းမှုပြီးတော့ပြိုးထောင်ခိုင်မာပြီးဆုံးမတူအဆောက်အဦဆောက်တယ်မဟုတ်အဆောက်အဦဆောက်ပြီးတော့ပြန်သုံးမဲ့သူမရှိလကားကြီးနှမျောစရာကြီးအဲ့ဒီအဆောက်အဦဆောက်တယ်ပြီးတော့နှစ်နှစ်ကြာနောက်ထပ်အဆောက်အဦဆောက်အဲ့ဒီနှစ်နှစ်အဆောက်အဦဆောက်တယ်ကြောက်ကောက်တော့လေကလေးတွေနဲ့ပဲ အုပ်လေးတွေတဲတော့လေကလေးတွေနဲ့ရေချင်းတူးတော့တဲတော့လေကလေးတွေနဲ့ပယံဖြော်တော့လေရေသေးပိုင်းကလေးတွေနဲ့ပယံဆရာနေနေပပငှားပြီးတော့လေဒီလိုသွားတယ်နော်ဘီလက်မြေလောင်းတော့လေကလေးတွေနဲ့အဲ့ဒါတွေပြီးတော့ကလေးတွေကဘလို့ဖြစ်သွားလဲဆိုတော့ဩစာကြီးတိုင်းဆိုတာငါတို့လှုပ်ထားတာဘယ်သူလှုပ်ထားအောင်ဗျငါတို့လှုပ်ထားတာငါတို့လှုပ်ထားတာဆိုတော့ရှင်ပြအစင်းသိရတာမဟုတ်ငါတို့ကိုယ်တိုင်လှုပ်ထားတာဖြစ်တဲ့အတွက်တပည့်တော်ရှိရှိမရှိအခုသူတို့ထိမ့်သိနေရလေ မြင်လားမသိနော်တပိတော့လှုပ်ပေးတာဆိုရင်တပိတော့မရှိရင်ပြတ်သွားမှာတပိတော့မရှိရင်ပြတ်သွားမှာသူတို့လှုပ်ထားတာမဟုတ်ဘူးလူသရာကိုယ်တိုင်လှုပ်တဲ့ဟာတန်ဖိုးထားတယ်ဒါကြောင့်အရှင်ပြတို့ဘုန်းကြီးတွေနေရာတိုင်းအစင်းသိမ်းလုံးမပေးနဲ့ခါတရံတပိတော့တအားစင်းသိမ်းလုံးပေးစေချာဟိုဟာလဲလှုပ်ပေးတရားလဲဒါတို့သမီးတို့ရော့ဆောက်ဒါတို့သမီးတို့ရော့ဒီမဲ့စာဖတ်ဟောဒီမဲ့အဆောက်အဦရှိပြီးသားအစင်းသိမ်း ready made လူသားတွေဖြစ်သွားတန်ဖိုးမထားတပိတော့ဟေးတို့အတူတူလှုပ် စာအုပ်ကလေးတွေချုပ်တာအခုရှင်းစမြစာအုပ်သောင်းကျော်ကလေးတွေချုပ်တာစာအုပ်ချုပ်နေတူတင်ပေးတယ်ဟွန်းစုပ်ရင်ပြက်ရင်ယောရတယ်ဟွန်းဘယ်သူမှမကြောက်ဘူးဒါယောရတယ်ဟုတ်ပြီလားစာအုပ်တော့30ပြစာနာတော့လည်း30အခုလည်း30ပဲဒီပြီးတော့30ဆိုတာတန်ကြီးတစ်ခုရှိတယ်ဆိုတော့တတ်မှတ်ချက်တစ်ခုပဲစေုံကတရားပေးရမယ်30ပေးရအလကားမရဘာနဲ့နေအလကားမရအဲ့တဲ့တဲ့အဲ့30ရလေတနေ့တဲ့ခွန်သတင်းချက်သိဝင်နေ ဘလောက်စာဖတ်တဲ့သူများလဲဆိုတာတွက်ကြည့်တကယ်စာဖတ်တဲ့ຢာတွေရောက်ဆိုရင်3000ကျော်လောက်ငားရတယ်ပုံမှန်ဖတ်တဲ့ဆိုရင်တော့2000တလောက်2000ဝန်းကျင်လောက်ငားတနည်းဆို2000ပြန်ဆယ်နှစ်ကိုနှစ်သိန်းရောဆိုအဲ့ဒါပြောတာဒီတော့ပိတ်ရက်မရှိဘူးပိတ်ရက်ဆိုရင်မိုဘိုင်းသွားတယ်ပိတ်ရက်မှာမိုဘိုင်းလက်ပြီးအနှမ်းရွာတွေလိုက်ပြီးတော့မိုဘိုင်းငားရတယ်အဲ့ဒီတော့စာကြီးတိုက်ဒီကိုစာကြီးတိုက်ဝန်ထမ်းတွေကပတ်သက်ပြီးခန့်ထားတာအခုပြီးတော့ project တစ်ခုရေးနေတယ် foundation တစ်ခုကသေချာထူး တေချာလောက်မှာသူမှလုံးဝ fan ပြည့်ပြီးတာအဲ့တော့ဒီက proposal ရေးတယ် proposal ပြီးတော့ဘာနဲ့ရေးလဲ AI နဲ့ရေးတာအော်ရှင်ပြ project ကြီးတခုလုံးတို့2မိနစ်နဲ့ရေးတာအခုရှင်ရ project တခုရေးဖို့ဆိုတော့ပြီးတော့တော်တော်စဉ်းစားတော့မလွယ်ဘူးเนาะ block kick ကပြီးလာတယ်ဒီက Google Germany အင်္ဂိုရေးခိုင်းလိုက်တယ်ငါ project စာကြီးတိုင်းနဲ့ပတ်သက်တဲ့ project ကိုင်ကြသေးတယ်လို့လောက်ဆောင်ကြတယ်ရေးပေးတယ်ဆိုတော့ရေးပေးတယ်ဗျာ တမိနစ်မကြာဘူးပြီးတော့အဲ့ဒါကွန်ပျူတာနဲ့ထည့်ပြီးပြီးတော့ Microsoft Word နဲ့ထည့်ပြောင်းလိုက်တာဟာနှစ်မိနစ်နဲ့ပြီးတယ် project ကြီးတခုခက်ကဒီလိုဖြစ်သွားပြီကိုလူတို့ဟုတ်လားအဲ့ဆိုတော့ခုနကစကားပြန်ပြောရင်ဗာလဲလောကလည်းမပြင်းစေနဲ့ဓမ္မလည်းမယွင်းစေနဲ့အရှင်မရတို့ရွာမှာဖွဲ့ဖွဲ့သွေးလူရှင်အတင်းလေးဖွဲ့မယ်သွေးလူရှင်အတင်းအတွက်ဖွဲ့သီးပုံရေးပေးပါ rule and regulation ခိုင်းလိုက်တေချာရေးပေးတယ်သူ ဲ့ဆိုအဖွဲ့ဝင်တွေဘလူတွေပါတဲ့နဲ့ဘာလုပ်တဲ့နဲ့လုံဆောင်ချက်ကပါရည်ရွယ်ချက်ကပါနည်းနည်းကိုယ်နဲ့မကြိုက်ဘူးဆိုရင်နည်းနည်းလေးပြောင်းလိုက်ဘလောက်လွယ်နောက်တနေ့နီးပညာပိုင်းကြတို့အချိန်ရရင်သင်ပေးမယ်ဖုန်းလေးတစ်လုံးရှိတာနဲ့အများကြီးလှုပ်လို့ရသွားပြီစာနဲ့ပေနဲ့တက်တက်တူတူလူဖြုံအောင်လုပ်ရတယ်ခေါင်းဆောင်ဆိုတာလူဖြုံအောင်အီချင်းရှိရအဲ့ဒါနည်းပညာခဲကြတော့အလိမ္မာအကင်းပိုင်းအများကြီးလှုပ်လို့ရသွားပြဖြစ်သွားနော်